Hello hello အားလုံးပဲမင်္ဂလာပါ Story of Character Season ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့ Mobile Legends Hero တွေက အမွာ Hero နှစ်ကောင်ဖြစ်တဲ့ Arcus နဲ့ Raffala တို့ရဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ Hero တွေကတော့ကိုယ့်လူတွေတပိသားဖြစ်ကြမှာပါဒီတော့ Arcus ရဲ့မူရင်းစနစ်ကဘာလဲသူ့ဘာကြောင့်အမောင်ကဘာစီကိုရောက်သွားရတာလဲဆိုတဲ့အရာနဲ့အတူနည်းနည်းတဲ့ခန်းစားချက် မြမဖြစ်သူရက်ဖလာနဲ့ခွဲခွာတဲ့အကြောင်းရင်းတွေကိုအဓိကထားပြီးပြပြပေးသွားမှာဖြစ်ပါတယ်။ Alarm Dawn ရဲ့အမြင့်ဆုံးကောက်ခင်ရဲ့ Chamber of Light ရဲ့ဒါနာရီမှာဆိုရင်အင်ဂျယ်အားလုံးကအမျိုးသမီးများသာဖြစ်ရမယ်လို့သတ်မှတ်ထားတာပါ။ဒီလိုတင်းကျပ်တဲ့အယူဝါဒကြမှာ Argus နဲ့သူ့အမွှာညီမ ရဖလာတို့ကမွေးဖွားလာခဲ့ကြပါတယ်။အာဂတ်ကို တရားမျှတမှုဒါအဖြစ်မွေးဖွားခဲ့ပြီးတော့သူ့ရဲ့မျက်လုံးတွေအားဆိုရင်လဲရွှေရောင်တောက်ပါကဘလို့မကောင်းမှုမျိုးကိုမစိုးချက်ချင်းထုတ်ပေါ်နိုင်စွမ်းရှိတဲ့အပြင်စီကန့်နဲ့တာဝန်ကိုလည်းအသက်ထက်ဆုံးတမိုးထားသူတအုပ်အဖြစ်မွေးဖွားလာခဲ့တာပါ။ရဖလာတော့တန့်စင်တဲ့အလင်းတက်နဲ့မွေးဖွားလာသူအဖြစ်နာမည်ကျော်ကြပြီးပန်းတွေရဲ့ဥညွတ်မှုဂုံကျက်တရေနဲ့လေးစားမှုအလုံးကိုရရှိခဲ့တဲ့အပြင် ဒန်နာရီနဲ့ကပ်ညီတဲ့အင်ဂျယ်မာလေးတစ်ပါးအဖြစ်ဖြစ်တည်လာတာပဲဖြစ်ပါတယ်။အာကတ်ကတော့ရုပ်ရည်ချောမောပြပြပြီးအလားအလာရှိတဲ့ အရေးအချင်းတွေကိုပိုင်ဆိုင်ထားပေမဲ့လေသူမွေးဖွားလာတဲ့နေရာစာပြီးလူအများရဲ့ပယ်ချခြင်းကို ခံခဲ့ရပါတယ်သူကိုအင်ဂျယ်အမျိုးသားအဖြစ်လက်မခံဘဲတမ်ဘက်အော့ဖ်လိုက်ရဲ့လှုပ်ဝှက်ချက်တစ်ခုဖြစ်ဖုံးကွယ်ထားခဲ့ကြတာပါဓမာယုံနန်းတော်ကြီးကဖုံးတော်ကြီးတွေကလည်းသူတို့ရဲ့ဩဇာအာဏာကိုထိန်းသိမ်းဖို့အတွက်ရက်ဖလာကို လူတို့အများရှိမှကိုယ်စလဲအဖြစ်ချပြခဲ့ပြီးအာကတ်ကိုတော့အမှောင်ထုထဲမှာဟွက်ထားခဲ့ကြပါတယ်။အာကတ်ကအလင်းကိုစလည်းမဖြစ်ထ ဒါကြောင့်သူ့အတွက်ရသည့်ရထိုက်တဲ့ဂုံချက်တရေကိုတရားမျှတစွာထတ်တူမရရှိပဲပြိပင်ခံခဲ့ရတာပါ။ဒါကြောင့်မဲအာကက်စ်ရဲ့စိတ်ဝိညာဉ်ထဲမှာငယ်စဉ်ကတည်းကပထမဆုံးဒဏ်ရာအဖြစ်ဖြစ်တည်လာခဲ့တာပါ။အာကက်စ်နဲ့ရက်ဖလာတို့ကဓမ္မယုံကြီးထဲမှာ အတူတူ ကြီးပြင်းလာခဲ့ကြပြီးလက်ကျင့်မှုတွေကိုလည်းအတူတကွတင်ယူခဲ့ကြပါတယ်။ဒါပေမဲ့လည်းသူ့အပေါ်လူတွေရဲ့ဆက်ဆံမှုက လုံးဝကွာခြားခဲ့ပါတယ်။ရက်ဖလာကတော့လှပတဲ့အလင်းတန်းနဲ့အတူ တန်ရှင်းတဲ့အင်ဂျင်မာလေးဖြစ်လူဝက်များကလေးစားမြန်လို့ခဲ့ကြပြီးချီးမှုချင်းလေးစားချင်းတွေကရဖလာပေါ်မှာစုပြုံကြရောက်ခဲ့တာပါအာကတ်ကတော့ညမဖြစ်သူလို့ထိုးချွန်ပြီးအလင်းတရားအတွက်အထုတ်ကျိုးပန်းပေမဲ့လည်းအမြဲတမ်းအရှိတ်ထဲမှာပဲနေထိုင်ခဲ့ရပြီးသူရာတင်ရထိုက်တဲ့ဂုံချက်တည်းရေချီးမှုမှုမှန်သမျှကတော့ရဖလာစီကိုပဲဥတီခဲ့သလို အိမ်ချဲအမျိုးသားတအူးအနေနဲ့လဲဝေဖန်မှုများစွာကိုသူတယောက်ထဲလက်ခံခဲ့ရတာပါအာကက်စ်ရဲ့စိတ်ဝိညာဉ်ကညှင်းပယ်ခဲ့ရပေမဲ့လဲသူ့ရဲ့အလင်းပေါ်ယုံကြည်မှုဟာညီမဖြစ်သူရက်ဖလာလိုပဲနှစ်ပေါင်းများစွာခိုင်မာခဲ့ပါတယ်အာကက်စ်အတွက်ဘသူကဂုံချက်တရေပိုရရှိရဲဆိုတာအရေးမကြီးပဲမှန်ကန်သောအရာကိုကာကွယ်ခြင်းသာအရေးကြီးခဲ့တာပါဒါပေမဲ့လဲမောင်နှမနှစ်ယောက်ကြားမှာဘတော်မှညှိနှိုင်းမရနိုင်တဲ့ကိစ္စတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ လူသားတွေအပေါ်မှာထားတဲ့သူတို့ရဲ့သဘောထားပဲဖြစ်ပါတယ်။အာကတ်အပေါ်လူအများရဲ့ပြုတ်မှုပုံတွေကြောင့်ရက်ဖလာကို အလိုဝမ်းနဲ့စေခဲ့သလိုသူမရဲ့အကူအတွက်လည်းလူတွေရဲ့သဘောထားကိုပြောင်းလဲပေးဖို့ အချိန်ပေါင်းများစွာစူးစမ်းခဲ့ပေမဲ့အောင်မြင်မှုတော့မရခဲ့ပါဘူး။သူဘလောက်ပဲစူးစမ်းပါစေ၊ဘလောက်ပဲစတေးပါစေ၊ဘာကြောင့်သူ့ကိုပယ်ချနေရတာလဲဆိုတဲ့မေးခွန်းက Raphaelite စိတ်ကိုနှင်းဆိုင်ခဲ့ပါတယ်။ Gora error ကုံဆုံးပြီးတဲ့နောက်မှာတော့ Absel Fisher ငရဲအတွင်းအကွေကြောင်ပြန်လည်ပွင့်လာပြီးစစ်ပွဲတွေပြင်းထန်လာချိန်မှာဆိုရင် Raphaela ဟာဘလူးနတ်ဆိုးတွေကိုအပြစ်တင်ခဲ့ပါတယ်။ Argus ကတော့လုံးဝမတူညီတဲ့အမြင်ရှိနေခဲ့တာပါ။ Argus က အဆုံးမရှိသောစစ်ပွဲတွေပြန်လည်ဖြစ်ပွားခြင်းကလူသားတွေကြောင့်ပဲသူတို့ရဲ့ရှုပ်ထွေးမှုနဲ့မကောင်းတဲ့လှုပ်ရွက်ချက်တွေကဘလူးတွေကိုအခွင့်အရေးပေးလိုက်တာလို့ပြောခဲ့ပါတယ်။ Ruffalo ကတော့လမ်းလွှဲနေတဲ့လူသားတွေကို ခွင့်လွှတ်ဖို့တိုက်တွန်းပေမဲ့ Argus ကတော့တိတ်ဆုံးရမယ့်ဂိုင်းချောက်တွေအဖြစ်သာရှုမြင်ခဲ့ပြီး သူတို့ကိုပြင်းထန်စွာမထင်မြင်ပြုတ်ခဲ့ပါတယ်။ဒီလိုအမြင့်ကွဲပြားမှုတွေကအာကတ်ကိုပိုပြီးတကိုယ်တည်းအထီးကျန်ဆန့်စီခဲ့တာပါ။ငရဲအကွယ်ကြောင့်ပွင့်လာခြင်းအားလဲမိုဘိုင်းကြက်ဇလန်တစ်ခုလုံးကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပြီးအာကတ်နဲ့ရဖလာတို့ရဲ့ဘဝမှာသူတို့ရဲ့ဆက်ဆံရေးအပေါ်အကြီးမားဆုံးနဲ့အပြင်းထန်ဆုံးတက်ရောက်မှုတွေဖြစ်စေခဲ့သလိုသူတို့နှစ်ဦးကိုလည်းလုံးဝဆန့်ကျင်ဘက်လမ်းကြောင်းတွေစီရောက်အောင်တွန်းပို့စေခဲ့ပါတယ်။တနည်းမှာတော့ အာဂတ်ကစစ်မြေပြင်ကနေထွက်ပြေးသွားတဲ့နဆိုးအုပ်စုနောက်ကို သူမြမရဲ့တားမြစ်မှုတွေကိုမနာခံပဲတကိုယ်နဲ့လိုက်လံခဲ့ပါတယ်။အဲ့ဒီအခါမှာပဲ Absurd Demon တွေရဲ့ထောင်ချောက်ထဲကိုတက်တက်ကြဆင်းသွားခဲ့ရပါတော့တယ်။အာဂတ်ကကြောက်ရွံ့ခြင်းမရှိပဲသူ့ရဲ့ထက်မြက်တဲ့ညံကို အသုံးပြုကအဲ့ဒီထောင်ချောက်ကို အခွင့်ကောင်းတစ်ခုဖြစ် ပြန်လည်ယူခဲ့ပါတယ်။အာဂတ်ကမူလက Temple of Light ရဲ့အမိန့်တော်ကိုတည်ဆောက်ပြီး အပြစ်သားတွေကိုအပြစ်ပေးဖို့အတွက်မြေပြင်ကိုဆေလွတ်ခံရတဲ့အင်ဂျယ်တစ်ပါးပဲဖြစ်ပါတယ်။ငရဲအကွဲကြောင်ကနေပြက်နှက်လာတဲ့အမောင်တို့စွမ်းအင်ကို သူထိတွေ့မိတဲ့အခါမှာတော့သူဟာမဆုံးနိုင်တဲ့အမောင်စွမ်းအားကိုဆဲလန်းသွားခဲ့ပါတယ်။အာဂတ်ကိုတိုင်းအမောင်စကန်အတွင်လက်ရှိုင်းစွာဝင်ရောက်သွားပြီးနှဆိုးအများပြားနဲ့သူတို့ဘက်ကရက်တီတဲ့လူသားများကိုပါ ရှင်းပစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒန်နိုင်လား ဒီမိုနစ်စဝော့ကိုခိုးယူဖို့ဆုံးဖြတ်ခဲ့တာပါ သူဓာတ်ရဲ့လက်ကင်ကိုကင်လိုက်ချိန်မှာပဲအာကတ်စ်ရဲ့စိတ်ထဲကိုထူးဆန်းတဲ့အတိတ်ကအမတ်ရစရာတွေကရုတ်တရက်ဝင်ရောက်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲအာကတ်စ်ရဲ့စိတ်ထဲကိုဝင်ရောက်လာတဲ့မှတ်ဉာဏ်တွေကတော့လရအောင်မှာအမျိုးသားတဦးနဲ့အမျိုးသမီးတဦးကဂတိသစ္စာပြုနေကြတယ်အဲ့ဒီလူတွေကတော့ဘယ်သူမှမဟုတ်ပါဘူးအာကတ်စ်ရဲ့မိဘအရင်းတွေပဲဖြစ်ကြပါတယ်အဲ့ဒီနောက်မှာတော့ သူထက်ပြီးနောက်ထပ်အမြင်တချို့ကိုမြင်လာရပါတော့တယ်အဲ့ဒီအရာကအမျိုးသမီးကိုခုံးတော်ကြီးတွေကဖန်ဆီးပြီးတန့်စင်သောရေကိုအတင်းအကျပ်တောက်ခိုင်းခဲ့ကြပါတယ်အဲ့ဒီနေ့ကစပြီးသူမကိုဝင်ရှိခဲ့တာကိုဝင်ဆောင်ကာလ၃နှစ်အချိန်ကြာအောင် Temple of Light ရဲ့တာသမီးကိုမွေးဖွားဖို့စောင့်ဆိုင်နေခဲ့ရပါတယ်ကိုဝင်နှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့အဲ့ဒီအမျိုးသမီးက မခံမရနိုင်တော့ပဲဓမာယူကနေထွက်ပြေးကသူမချစ်သူတန်ပြန်ရောက်သွားခဲ့ပြီးခဏတာပျော်ရွှင်မှုကို ခံစားခဲ့ရပါတယ်ဒါပေမဲ့လည်းဓမာယုံကဖုံးတော်ကြီးတွေကသူတို့နောက်ကိုလိုက်လာပြီးအယူဝါဒကိုဆွန့်ထင့်စေပါတယ်လို့ဆဆွဲကအဲ့ဒီအမျိုးသားကိုတတ်ပစ်လိုက်ကြပါတော့တယ်နောက်မှာတော့အဲ့ဒီအမျိုးသမီးကိုဓမာယုံစီပြန်ခေါ်သွားပြီးတနစ်ကြရဲနောက်မှာတော့အာကတ်စ်နဲ့ပရဖလာဆိုတဲ့အမွာတွေကိုမွေးဖွားရင်းနဲ့ တိတ်ဆုံးသွားခဲ့ပါတယ်။သမီးဖြစ်သူကတော့တန့်စင်တော်အလေးနဲ့တောက်ပနေပြီမဲ့လေ။တားလေးအာကတ်စီရဲ့မျက်လုံးတွေကကွယ်လွန်သွားတဲ့သူ့အဖေရဲ့မျက်လုံးတွေနဲ့အံ့ဩဖွယ်ကောင်းလာအောင်တူညီနေခဲ့တာပါ။ဒါကြောင့်မဲဖုန်းတော်ကြီးတွေကအာကတ်စလေးကိုတတ်ပြစ်ဖို့ပြင်ဆင်ကြပေမဲ့မြမာလေးရီဖလာကနေထွက်လာတယ်။တောက်ပတဲ့အလင်းရောင်တွေကအာကတ်ကို ကာကွယ်ပေးခဲ့ပါတယ်။အာကတ်ကလည်းမြမဖြစ်သူလိုပဲအင်အားကြီးမားတဲ့စွမ်းအားရှိနေတာကိုတွေ့ရှိသွားတဲ့နောက်မှာတော့ဖုန်းတော်ကြီးတွေက သူ့ကိုဘတော်မှမထိခိုက်ရတော့ပါဘူး။အာကတ်နဲ့ရဖလာတို့ရဲ့မိဘတွေနဲ့ပတ်သက်ပြီးတော့လေလောအမျိုးမျိုးကွဲထွက်နေပါတယ်။ဒါကတော့အာကတ်ရဲ့မိခင်ဟာ Chamber of Light ရဲ့တန့်စင်သောမျိုးနွယ်မှဆင်းသက်လာသူဒါမှမဟုတ်နီးစပ်သူဖြစ်တယ်လို့ဆိုကြပါတယ်။ဇလန်းအချို့ရတော့မိခင်ဟာအင်ကျယ်ကလေးမွေးဖွားဖို့အတွက်တန့်ရှင်းသောရေကိုတုပ်တုံးခဲ့ရတယ်။ Raffala ကိုမွေးဖွားခြင်းကအလင်းနှစ်ဖီးယားရဲ့စွမ်းအားနဲ့ဖြစ်တည်လာတယ်လို့ယုံကြည်ကြပါတယ်။ Argus ကိုမွေးဖွားခြင်းကတော့မိခင်ဟာချစ်သူနဲ့အတူထွက်ပြေးစဉ်တဘာဝအတိုင်းကိုဝင်ရလာခြင်းဖြစ်တာကြောင့်အချို့လူတွေက တန့်စင်သောမျိုးနွယ်ကိုပျက်စီးစေတယ်လို့မြင်လာကြတာပါဒါကြောင့်မဲအာဂတ်ခါတမိုင်းဝင်အင်ဂျယ်တွေလိုမျိုးအမျိုးသမီးမဟုတ်ပဲအမျိုးသားဖြစ်နေတာပဲဖြစ်ပါတယ်သူတို့ရဲ့မိခင်ဟာအာဂတ်နဲ့ရက်ဖလာကိုမွေးဖွားပြီးတဲ့နောက်မှာတော့ကွယ်လွန်သွားခဲ့ပါတယ်ဒါဟာလောရအတီးပြုတ်ထားတာဖြစ်ပြီးသူမတေဆုံးသွားခြင်းကအလုံးအမင်းပင်မနှွဲနေမှုဒါမှမဟုတ်ဒီလိုမွေးဖွားခြင်းရဲ့ အခြားအကျိုးဆက်တွေကြောင့်ပဲဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။ဖခင်နဲ့ပတ်သက်တဲ့ဇလန်းတွေဟာဆိုရင်လေအမျိုးမျိုးကွဲပြားမှုတွေရှိနေပါသေးတယ်။မိခင်က သူ့ချစ်သူနဲ့ထွက်ပြေးခဲ့တာကြောင့်ဖခင်ဟာလူသားတန့်စင်သောမျိုးနဲ့မဟုတ်သူတယောက်ဖြစ်နေတာပါအဲ့ဒီအချက်ကြောင့်ပဲအာကတ်စ်ဟာအမျိုးသားအင်ဂျင်ဖြစ်လာက Tablet of Light ကနေလက်မခံမဲကွယ်ဝှက်ထားခဲ့ရပဲဖြစ်ပါတယ်ဒါကြောင့် အာကတ်ဖခင်ကိုဖုံးတော်ကြီးတွေကအလင်းရဲ့မျိုးနွယ်ကိုဖျက်ဆီးမှုနဲ့ကွပ်မြတ်ခဲ့တယ်လို့လဲလောအချို့မှာဖော်ပြထားပါသေးတယ်။အချို့ဇလန်းဟောင်းတွေမှာတော့အာကတ်နဲ့ရက်ဖလာတို့ကအမေတူဖအေကွဲအမွာတွေဖြစ်တယ်လို့အတီလင်းဆိုလိုထားတဲ့အချက်တွေလည်းရှိပါတယ်။ရက်ဖလာက Lord of Light နဲ့ဆက်ဆက်ပြီးအာကတ်ကလူသားဖခင်နဲ့ဆက်ဆက်နေတယ်လို့ဆိုလိုတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးပြန်လည်ရေးဆွဲထားတဲ့ဇလန်းတွေထဲမှာတော့တခုက အာကတ်ဟာမူလကလူသားတဦးဖြစ်ပြီးမိဘတွေကိုလူသားများကတပ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Sword ရဲ့ချိန်စာကြောင့် Jack Angel အဖြစ်ပြောင်းလဲသွားတယ်လို့ဆိုကြပါသေးတယ်။ဒါကြောင့်ဒီလောရဆိုရင် သူတို့ဟာ Angel တွေမဟုတ်ပဲလူသားမိဘတွေစီကနေဝေးဖွားလာသူတွေလို့ဆိုကြရမှာပါ။ Mobile ကြတဲ့လောတွေကတော့အများရန်ပြောင်းလဲနေတာဖြစ်လို့ဒီအချက်အလက်တွေကနောက်ပိုင်းမှာလည်းထပ်မံပြောင်းလဲသွားနိုင်ပါသေးတယ်။ Argus ကခုနကမြင်ခဲ့တဲ့မှတ်ဉာဏ်တွေကြောင့်ပဲရုပ်တရက်သဘောပေါက်သွားခဲ့ပါတော့တယ်။သူဟာ တန်ရှင်းသောအင်ဂျင်မဟုတ်ပဲသူအမုန်းဆုံးဖြစ်နေတဲ့လူသားတဦးရဲ့သားဖြစ်နေတယ်သူမိဘတွေကိုလည်းသူတို့အာဏာရဖို့အတွက်အခြားလူသားများကတပ်ပစ်ခဲ့တာပဲဖြစ်တယ်ဓမယုံကလည်းသူ့ရဲ့စွမ်းအားတွေကိုသာလိုချင်ခဲ့ပြီးသူ့ရဲ့စက်မြစ်ကို လိန်ညာဖောက်ကွယ်ထားခဲ့တယ်ဆိုတာကိုပါသိရှိသွားပါတော့တယ်အာဂတ်ရဲ့ရင်ထဲမှာတော့တခါမှမကြုံဘူးတဲ့ဒေါသတကြီးခန့်စားချက်တွေ ောက်ကွက်ထွက်လာခဲ့က သူဟာလူသားအလုံးအပေါ် သူ့ရဲ့ဒေါသအလုံးကို ပုံချခဲ့ပါတော့တယ်သူ့ရဲ့ဓာတ်ကိုစုတ်ကင်ထားစီမှာပဲဖြတ်စည်းခြင်းဖျားသခင်ကနေချိန်စာတိုက်ထားတဲ့ဓာတ်ကသူ့ရဲ့စိတ်ကိုပိုဆိုးလာအောင်ဆိုးဝချိန်စာနဲ့ဖြတ်စည်းပစ်လိုက်ပါတော့တယ်နှဆိုးစကန်းကနေအာကတ်ပြန်လာတဲ့အခါမှာတော့သူ့ရဲ့လက်ထဲမှာ မကောင်းဆိုးဝဓာတ်တစ်လက်ပါလာပြီး သူ့ရဲ့ပတ်လည်မှာလည်း မကောင်းတဲ့အမှားအငွေ့သက်တွေပြန်ဝဲနေပါတယ်။သူကင်ဆောင်ထားတဲ့အောက်ကခဲသားဆိုရင်အမောင်ဆွဲရတဲ့စိတ်ဝင်လာပြီးရှုပ်ထွေးခြင်းဓာတ်ဖြစ်ပြောင်းလဲသွားပါတော့တယ်။အဲ့ဒီဓာတ်ဟာအာကတ်ရဲ့စိတ်ဝိညာဉ်ကိုလွှမ်းမိုးပြီးသူ့ကိုစစ်ပွဲတက်ဖြတ်ခြင်းနဲ့စွမ်းအားတွေကိုသာလိုလားတဲ့ Dark Angel အဖြစ်အသွင်ပြောင်းလဲစေခဲ့ပါတယ်။အဲ့ဒီဓာတ်ဆိုရင်သူ့ရဲ့နာမည်အတိုင်းပဲ ကောင်းကင်ကနေကြလာတဲ့ဥက္ကာကဲရဲ့တတ်ထုကိုအသုံးပြုပြီးထုလုပ်ထားတာပဲဖြစ်ပါတယ်။အဲ့ဒါကိုတော့ Thomas of Light ရဲ့ Angel စစ်သားတွေအတွက်စွမ်းအမျက်လက်နက်အဖြစ် ထုလုပ်ခဲ့တာပဲဖြစ်ပါတယ်။မူလက August Kai ဆွဲခဲ့တဲ့တာဟာအလင်းရဲ့စွမ်းအကိုအသုံးပြုတဲ့တန့်စင်တဲ့ဓာတ်ဖြစ်ပြီး August ကအဲ့ဒီဓာတ်ကိုကင်ဆွဲပြီးလူသားတွေရဲ့အဖြစ်ကိုစစ်ဆေးဆုံးဖြတ်ပေးတယ်။ Angel တပားအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ငရဲအကွဲကြောင့်ပွင့်လာပြီးတဲ့နောက်မှာတော့အကွဲကြောင့်ကစိတ်ထွက်လာတဲ့အမှောင်စွမ်းအားတွေက Metronius Ward တဲ့ကိုတဖြည်းဖြည်းစိတ်ဝင်လာခဲ့တာပါ။အဲ့ဒီစွမ်းအင်စိတ်ဝင်မှုကြောင့်ပဲဒါကချိန်စာတင့်တဲ့လက်နဲ့အဖြစ်ပြောင်းလဲလာခဲ့ပြီး August ကို စွမ်းအားပုံမပေးနိုင်စွမ်းတစ်ဖက်မှာလဲစွမ်းအားကိုစွမ်းလန့်စေခြင်း ဒေါသနဲ့အမုန်းတရားတွေကိုဖြစ်ပေါ်စေခဲ့တာပါဒီလိုအပြောင်းလဲတွေကြောင့်ပဲ Metronis Sport ဟာဆိုရင် Argus ရဲ့ Ultimate Game မှာပေါ်ပြလေးရှိရဲ့ရှုပ်ထွေးခြင်းတားအဖြစ်အသွင်ပြောင်းလဲသွားခဲ့ပြီးတော့အမောင်တို့ရဲ့အင်အားကိုအပြည့်အဝကိုစားပြုတဲ့လက်နက်ဖြစ်လာခဲ့တာပါဇလန်ဟောက်အချို့မှာတော့ Argus ကတိုက်ပွဲတစ်ခုအတွင်း Metronis Sport ကိုရရှိခဲ့ပြီးဓာတ်ကသူ့ကိုမူလကလူသားအဖြစ်မွေးဖွားခဲ့တာမိဘတွေက လူသားတွေရဲ့လက်ချက်နဲ့တည်ဆုံခဲ့ရတဲ့အကြောင်းကိုဖော်ပြခဲ့ပါတယ်။ဒါကြောင့်မဲသူကလူသားတွေအပေါ်ပုံမုံမုံတိစေပြီး Jack Angel အဖြစ်ကြောင်းလဲဖို့တွန်းအားဖြစ်ခဲ့တာပါ။ဘာကြောင့်လဲဆိုဒါကအာဂတ်ကို မေးရအာနေချက်ကိုစွန့်လွတ်ပြီးအမောင်ထူးရဲ့အင်အားကိုရယူပါလို့တိုက်တွန်းခဲ့ပါတယ်။အာဂတ်ကစစ်ပွဲတွေမှာအင်အားကိုဆွဲလန်းလာခဲ့ပြီးနောက်ဆုံးမှာတော့ဒါရဲ့လွှမ်းမိုးမှုအောက်ကိုလုံးဝကျရောက်သွားတာက အမှားဘက်ကိုအသေးတိုင်ပတ်သွားခဲ့ပါတော့တယ်။ Meteorus War ဟာအာဂတ်အတွက်ရိုးရှင်းတဲ့လက်နက်တခုမဟုတ်ဘဲအလင်းနဲ့အမှောင်ကြားမှာတည်ရှိတဲ့အာဂတ်ရဲ့စိတ်ဝိညာဉ်ကိုအမှောင်တို့စီတွန်းပို့လိုက်တဲ့ဇက်တောင်တခုပဲဖြစ်ပါတယ်။ Raffaella ကတော့အာဂတ်ရဲ့လမ်းကြောင်းနဲ့လုံးဝစန့်ကျင်ဘက်ကိုရွေးချယ်ခဲ့ရပြီးသူမရဲ့ရည်ရွယ်ချက်ကိုပုံမူခိုင်မာစေခဲ့ပါတယ်။အာဂတ်ရဲ့အမှောင်ဘက်ထဲကြဆုံးချင်းကလည်း Raffaella အတွက် အကြီးမားဆုံးစိတ်ဒဏ်ရာတစ်ခုဖြစ်ခဲ့ပါတယ်သူတို့ဟာအမွာမောင်နှမတွေဖြစ်ကြပြီးငယ်စဉ်ကတည်းကအလွန်ချစ်ခင်ခဲ့ကြတာမို့သူမအတွက်အမောင်တို့ရဲ့ပါသွားတဲ့အာဂတ်ကိုပြန်လည်ကဲ့တင်ဖို့တတတရီမန်းချက်ဖြစ်လာခဲ့ပါတယ်။အာဂတ်ဆုံးခါသွားတဲ့နောက်မှာတော့ Raffaella ဟာ Temple of Light ရဲ့အလင်းစွမ်းအားနဲ့ကုသခြင်းဆိုင်ရာတာဝန်တွေကိုပုံမထမ်းဆောင်ခဲ့ရပါတော့တယ်။သူမဟာငရဲအကွဲကြောင့်ကနေထွက်လာတဲ့အမောင်တို့ကို တိုက်ဖြတ်ဖို့အတွက်နဲ့ ထိကိုက်သူတွေကိုကုသဖို့အတွက်အဓိကအင်အားစုတစ်ခုဖြစ်လာခဲ့ပါတယ်။အာဂတ်ကိုတိုင်းအလဲဘက်ကိုပြန်မလာသေးပေမဲ့ Raffaella ကတော့အာဂတ်ကိုတနေ့ပြန်လည်ကတင်နိုင်မယ်ဆိုတဲ့ယူရချက်ကိုမစွန့်လွတ်ခဲ့ပါဘူး။ငရဲအကွဲကြောင့်ဟာတချိန်ကချစ်ခင်ကျင်းလာခဲ့တဲ့အမွာမောင်နှမနှစ်ယောက်ကိုအလေးနဲ့အမတငယ်ချင်းနဲ့ရှမ်းသူအဖြစ်အပီးတိုင်ခွဲခြားလိုက်တာပဲဖြစ်ပါတယ်။အချိန်တွေကြာပြီးတဲ့နောက်မှာတော့ အာဂတ်ကိုပြန်လည်ရှာတွေ့ရှိချိန်မှာရက်ဖလာဟာထိတ်လက်ဖွယ်မြေကွင်းတစ်ခုနဲ့ဂျုံတွေ့လိုက်ရပါတော့တယ်။သူမသိတဲ့အာဂတ်ကကြောက်ွယ်သွားပြီးရွှေရောင်အလင်းတောက်ပနေတဲ့အတောင်ပံတွေမရှိတော့ပဲ။အဲ့ဒီအတောင်ပံတွေအစားရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့ပြည့်နှက်နေတဲ့မှောင်မိုက်တဲ့အတောင်ပံနဲ့တွေကိုသာမြင်တွေ့ခဲ့ရတာပါ။ရက်ဖလာကတမာယုံရဲ့တောင်ဝင်အရသူ့ရဲ့လှန်တန်းကိုကင်မြောက်ပြီးအာဂတ်ကို အဆုံးသတ်ပြစ်ချင်ခဲ့ပေမဲ့အတိတ်ကချစ်ခင်ပွဲရမှတ်ညံတွေက စီစဉ်ဝင်ရောက်လာက သူမလက်မမြောက်နိုင်ခဲ့တော့ပါဘူးအာဂတ်ကလည်းသူမကိုစိုက်ကြည့်ပြီးနောက်ဘာစကားမှမဆိုဘဲတိတ်ဆိတ်စွာကြောက်ခိုင်းလှဲ့ထွက်သွားခဲ့ပါတော့တယ်အာဂတ်ဟာ သူ့အတိတ်ကအမှန်တရားတွေကိုသိရှိသွားတာကြောင့်နောက်ပြန်လှည့်နိုင်တော့မယ်မထင်ပါဘူးအာကတ်ရဲ့မျက်လုံးတွေမှာလဲဒေါသနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေသာရှိနေခဲ့ပြီးလူသားများစွာကိုတပ်ဖြတ်ထားတာကိုလည်းရဖလာသိရှိသွားပါတော့တယ်အာကတ်ကအမှောင်ထုတွေကိုလုံးဝလက်ခံဝေရောက်သွားပြီလို့ရဖလာခံစားလိုက်ရတာဟာအာကတ်ဟာသူ့မရဲ့အကိုအရင်းဖြစ်ပေမဲ့လည်းသူရဲ့လောရတွေကြောင့်အာဂတ်ကိုရန်သူအဖြစ်ပြောင်းလဲတတ်မှတ်လိုက်ပါတော့တယ်ရဖလာကတော့အကုန် အကိုလမ်းမကိုရောက်နေပြီငါတို့ရဲ့အလင်းကိုအကိုဆက်လက်လိုက်နာတင်နေလို့နားချပေမဲ့လေအာဂတ်ကတော့နောက်ပြန်လှည့်ဖို့လမ်းမရှိတော့ဘူးရက်ဖလာငါရဲ့အတိတ်ကအမှန်တရားကိုသိပြီးတဲ့နောက်မှာငါဟာအလင်းအတွက်ဘယ်တော့မှမနေနိုင်တော့ဘူးငါရဲ့ကံချင်မာကအမောင်ထူးနေပဲစိုင်တယ်လို့ပြန်ပြောကသူ့ရဲ့နဆိုးတာကိုကြစ်ကြစ်ပါအောင်ဆုပ်ကိုင်ပြီးညမဖြစ်သူကိုကြောခိုင်းကထွက်သွားခဲ့ပါတော့တယ်။တန်ရှင်းမှုနဲ့အင်ဂျယ်ဘဝဟာအဲ့ဒီနေ့ကစပြီး အာဂတ်ထံကနေအပီးအပိုင်ပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့မောင်နှမနှစ်ယောက်ထိတ်တိုက်ရင်ဆိုင်ခဲ့ကြကရဖလာကတော့အာဂတ်ကိုဓာတ်နဲ့မခုတ်နိုင်ပဲဝမ်းနည်းမှုတွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့သာဘေးချီနေပါတော့တယ်။အာဂတ်ကတော့သူ့ရဲ့ ultimate skill internet ever ကိုအသုံးပြုပြီး၄စက္ကန့်ကြာတည်ဆုံးခြင်းရနေကင်းဝေးတဲ့စွမ်းအားကိုရရှိကရဖလာကိုပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတော့တယ်။အာဂတ်ရဲ့ဓာတ်ချက်တိုင်းကလည်း ရက်ဖလာကိုဒဏ်ရာရရှိစေခဲ့ပါတယ်ရက်ဖလာကတော့အဲ့ဓာချက်တွေကိုခန်းစားရပေမဲ့လေသူမရဲ့မျှော်လင့်ချက်ကိုလက်မလွတ်နိုင်ခဲ့ပါဘူးသူမဟာအာဂတ်စ်ရဲ့ခန္ဓာကိုယ်ကိုမဖြတ်စည်းချင်ပါဘူးသူမရဲ့ပန်းနိုင်ကအာဂတ်စ်ရဲ့ဝိညာဉ်ကိုပြန်လဲကတ်တင်ဖို့အတွက်ပဲဖြစ်ပါတယ်သူမကပုံမူပြင်းထန်လာတဲ့ကုသခြင်းစက်ဝိုင်းဆွမ်းအားကိုအသုံးပြုပြီးအာဂတ်စ်ကို ပပတ်လဲဝင်းရံလိုက်ပါတော့တယ်အဲ့ဒီဆွမ်းအားကတော့အာဂတ်စ်ရဲ့ physical ဘိုင်းဆိုင်ရာကိုမထိခိုက်စေပေမဲ့ ူရဲ့စိတ်ဝိညာဉ်ကိုထိမှန်စေပါတယ်ခဏတာကြာအောင်အာကတ်စ်ရဲ့အမောင်မျက်လုံးတွေဟာမေးမိန်သွားပြီးရွှေရောင်အလင်းတဆုံတရာပြန်ပေါ်လာခဲ့ပါတော့တယ်ရွှေရောင်လင်းပြန်ပေါ်လာချိန်မှာတော့အာကတ်စ်ကသူ့ရဲ့လုပ်ရက်တွေသူတတ်ခဲ့တဲ့အပြစ်မဲ့သူတွေနဲ့ညီမဖြစ်သူရဲ့နာကျင်မှုကိုချက်ချင်းတရိယာသွားပါတော့တယ်အဲ့ဒီနောက်မှာတော့သူ့ကိုမီးလောက်တိုက်သွင်းတယ်လို့မျိုးခံစားခဲ့ရတာပါအာဂတ်စ်ကရက်လိုက်မင်းရဲ့အလင်းကငါ့ကိုညှဉ်းပန်းနေတယ်ငါမှားသွားခဲ့တာလားမဟုတ်ဘူး ငါရည်ရွယ်ချက်ကဖြုတ်စင်တယ်အာကတ်ကတော့မိမိကိုကိုထိန်းချုပ်မှုတွေလျှော့သွားပြီးအမောင်စွားအတွေကို အပြင်းအထန်ထုတ်လုပ်ခဲ့ပါတော့တယ်ရဖလာကအဲ့ဒီအခိုက်အတန့်မှာပဲအာကတ်ကို တိုက်ခိုက်ပြီးအပိသက်ချိန်မုန်းနိုင်ခဲ့ပေမဲ့လေသူမရဲ့မျက်နှာပေါ်မှာမြင့်တာနဲ့ခယုနာတွေရှိနေခဲ့ပါတယ်ရဖလာက အကိုကမကောင်းဆိုးဝါမဟုတ်ဘူးအာကတ်အမောင်တို့ကလမ်းလွှဲနေတဲ့ငါရဲ့အကိုပဲငါမင်းကိုဘယ်တော့မှစွန့်မလွတ်ဘူး ငါအသက်ရှင်နေသမျှကာလပတ်လုံးမင်းရဲ့ဝိညာဉ်ကိုငါကောက်ွက်ပေးမယ်အဲ့လိုပြောပြီးတဲ့နောက်မှာပဲအာဂတ်ကအဲ့ဒီနေရာကနေလင်းမြန်စွာပြောက်ွက်သွားခဲ့ပါတော့တယ်ရဖလာရဲ့အချစ်ဆွမ်းကတော့အာဂတ်ရဲ့အမောက်စိတ်ဝိညာဉ်ကိုအပေးတိုင်မဖြည့်ဆည်းနိုင်ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့နောင်တနဲ့ရှုပ်ထွေးမှုတွေကိုကြံရစ်စေခဲ့ပါတော့တယ်တချိန်ကအာဂတ်ရဲ့သွေးကြောထဲမှာလူသားသွေးတွေစီးစစ်နေခဲ့ပြီးနဖျားတွေကလည်းကောင်းချီးပေးခဲ့တယ်အခုအချိန်မှာတော့ သူ့စီမှာဖြစ်စည်းခြင်းဘုရားသခင်တန်ကနေအမွေရရှိခဲ့တဲ့အဆုံးမရှိသောကျိန်စာပဲရှိနေပါတော့တယ်။အာဂတ်ကအခုလက်ရှိကဘာပေါ်မှာတူဒီသော Dark Angel ဖြစ်တဲ့အာဂတ်အဖြစ်တန်ရစ်ခဲ့ပါတော့တယ်။အာဂတ်ကသူ့ရဲ့စစ်မှန်တဲ့စစ်မြစ်ကိုဖောက်ွယ်ခဲ့ပြီးသူ့မိဘတွေကိုတိုက်ခဲ့တဲ့လူသားအလုံးကိုလက်စားချေရမယ်လမ်းကြောင်းကိုဆက်လက်ရှောက်လန်းသွားတာကြောင့်ပဲသူ့ရဲ့ဘဝလက်ကျန်ဟာအဆုံးမရှိတဲ့ဒေါသနဲ့ စစ်ပွဲတွေနဲ့သာပြိ့နှက်နေပါတော့တယ်ရဖလာကတော့သူ့အကိုမတက်ရက်ပဲသူ့ကိုအလင်းစီပြန်ခေါ်နိုင်မဲ့ညှော်ညက်ချက်ကလေးကိုဆွဲကင်ကတူးရဲရက်တီနေခဲ့တာသူမရဲ့တာဝန်ကတော့ကဘာကြီးကိုကာကွယ်ဖို့နဲ့သူမချစ်ရတဲ့အကိုကိုကယ်တင်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီနေရာစာပြီးအာဂတ်ကအဘေးစီရဲ့အမောင်တူတွေကို ပို့ပြီးနှက်ဆိုင်စွာ တဖြည်းဖြည်းကျဆင်းသွားခဲ့ပါတော့တယ်။သူဟာဘဝမှာနာကျင်မှုနဲ့ရှုပ်ထွေးမှုတွေအမြဲတစေပြည့်နှံ့နေတာ။ Raffaella အတွက်ကတော့သူမဟာ လူအများကလေးစားအားကျနေကြပြီးကဘာကိုကယ်တင်သူ အလင်းရဲ့စံပြပုတ်ကိုဖြစ်လာပါတော့တယ်။ဒါပေမဲ့လည်းသူမရဲ့စိတ်နှလုံးသားဟာအမြဲတမ်းပူလောင်နေပါတယ်။ဘာကြောင့်လဲဆိုရင်တော့သူမအယမ်းချစ်ရတဲ့အကိုကို ရှင်မဆိုင်နိုင် မကဲတင်နိုင်ခဲ့ခြင်းအတွက်ပဲဖြစ်ပါတယ်။အာဂတ်ကတော့နာကျင်မှုနဲ့ပျက်စီးနေပေမဲ့လည်း Griffella ကတော့သူမရဲ့နာကျင်မှုကိုမကူစားနိုင်တဲ့လေးစားခံရတဲ့အင်ဂျယ်တစ်ပါးအဖြစ် ဖြစ်တည်နေခဲ့တာပါ။သူတို့နှစ်ဦးဟာကွဲကွာပြီးတဲ့နောက်မှာသူတို့ရဲ့ကိုစီအဖွဲအစည်းတိုင်းအတွက်အရေးပါတဲ့နေရာကိုရယူခဲ့ပြီးစစ်ပွဲကြီးရဲ့အဓိကဆက်ကောင်ဖြစ်လာခဲ့ပါတော့တယ်။အာဂတ်စ်ရဲ့လမ်းကြောင်းကစွမ်းအားကိုရှာဖွေရင်းပိုပြီးအေးဆက်ကြမ်းတမ်းလာခဲ့သလို Riffler ကတော့ မောင်နှမကိုဆုံးရှုံးရတဲ့ဝေဒနာကြားကနေပိုပြီးခိုင်မာတဲ့စာနာစိတ်နဲ့တာဝန်သိစိတ်ကိုထမ်းဆောင်ခဲ့ပါတယ်။အာကတ်စ်နဲ့ရက်ဖလာတို့ရဲ့ဇလန်းနောက်ွယ်မှာအမောင်တို့ရဲ့ကြိုးကင်သူကတော့ Average Law ရရဲ့သခင်ပဲဖြစ်ပါတယ်။မိုဘိုင်းလိကျန်လောတွေကအကြီးမားဆုံးနဲ့အစွမ်းအထက်ဆုံး villain တွေတက်တူဖြစ်ပြီးအာဂတ်ရဲ့ကံကြမ္မာကိုဒိုက်ရိုက်ပြောင်းလဲခဲ့သူတူလည်းဖြစ်ပါတယ်။ Abyss Lord ဟာ The Abyss Inhaus ရဲ့အကြီးကဲဖြစ်ပြီး မိုးနီရဲ့ empire ကိုသိမ်းပိုက်ဖို့အတွက်ငရဲအပ်ခွဲကြောင့်ကိုဖွင့်လှစ်ခဲ့သူတအူးပါသူ့ရဲ့ရည်ရွယ်ချက်ကတော့ကမ္ဘာလောကကို အမှောင်တုနဲ့စွမ်းအင်တွေပြန့်နှံ့စေပြီး ရှုပ်ထွေးမှုတွေကိုဖန်တီးကကဘာကြီးကိုအုပ်ဆိုးဖို့ပဲဖြစ်ပါတယ်။အာဂတ်ကအမောင်တုတွေကြဆုံသွားကြတဲ့ကအဘေ့စ်လော့ရဲ့ကြိုးကင်မှုကအဓိကကြပါတယ်။အာဂတ်ကစစ်ပွဲတွေမှာ အမောင်တုစွမ်းအင်နဲ့ထိတွေ့ပြီးနောက်မှာတော့စွမ်းအားကိုစွမ်းလန်းလာချိန်မှာပဲအဘေ့စ်လော့ဟာဒီအခြေအနေကိုအခွင့်ကောင်းယူခဲ့တာပါ။အဘေ့စ်လော့ဟာဆိုရင်အာဂတ်ကင်ဆွဲတဲ့မီထရိုရစ်ဘော့ကိုအမောင်စွမ်းအင်နဲ့ထည့်သွင်းပေးပြီး ရှုပ်ထွေးခြင်းဓာတ်အဖြစ်ပြောင်းလဲစေခဲ့တာပါဓာတ်အနေသစဉ်အဗေးစလော့ဟာအာကန်ရဲ့စိတ်ဝိညာဉ်ကိုလွှမ်းမိုးချုပ်ကန်ခဲ့ပြီးအာကတ်စ်ကိုအမောင်ဒူးရဲ့တစ္ဆာကန် Dark Angel အဖြစ်အသွင်ပြောင်းလဲစေခဲ့ပါတယ်အာကတ်စ်ကိုယ်တိုင်ကလည်းအစာပိုင်းမှာလွမြောက်ခြင်းလို့ယူဆခဲ့ပေမဲ့တကယ်တမ်းမှာအဗေးစလော့ရဲ့လက်နက်တစ်ခုသာဖြစ်ခဲ့ရတာပါအဗေးစလော့ရဲ့အကြီးမားဆုံးအမြင်မှုတစ်ခုကတော့တဦးကိုတဦးအလုံးချစ်ခင်တဲ့ အာဂတ်စ်နဲ့ရက်ဖလာမောင်နှမနှစ်ယောက်ကြားမှာပြန်လည်ပြင်ဆင်လို့မရနိုင်တဲ့ပြိပခတ်ကိုဖတ်တင်းပေးလိုက်ခြင်းပဲဖြစ်ပါတယ်ရက်ဖလာရဲ့အလင်းစွမ်းအင်နဲ့မြေတားကိုအသုံးပြုပြီးအာဂတ်စ်ကိုကဲတင်ဖို့စူးစမ်းမှုမှန်သမျှကိုလည်းအဗေးလော့ကအာဂတ်စ်ရဲ့စိတ်ဝိညာဉ်ကို ပိုပြီးတင်းကျပ်စွာစောက်တိုင်ခြင်းနဲ့တံပြန်တိုက်ခိုက်ခဲ့ပါတယ်အဗေးလော့ဟာအာဂတ်စ်ရဲ့ဆိုးဝါးတဲ့ကံကြမ္မာရဲ့ဖြစ်ဒုက္ခဖြစ်ပြီး အာကာစီရဲ့စွမ်းအားအပေါ်စွဲလမ်းမှုနဲ့သူ့ရဲ့ Cross Blade ကို အသုံးချကာ Raffala အပါအဝင် Tamber of Light ကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုခဲ့တာပါလက်ရှိဇလန်းခြေနေမှာတော့အာကတ်က Avast Law ရဲ့ဩဇာအာဏာလက်အောက်မှာပဲဆက်လက် တရှိနေဆဲဖြစ်ပြီး Raffala ရဲ့အကြီးကတိုက်ပွဲကတော့ Avast Law ရဲ့ထုတ်ကင်မှုအောက်ကနေအာကတ်ကိုလုံးဝလွတ်မြောက်အောင်ကူညီပေးဖို့ပဲဖြစ်ပါတယ်ကဲဒီနေ့မှာတော့ နားကျင်စရာကောင်းတဲ့မောင်နှမနှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာနဲ့အတူကွဲပြားတဲ့ခံယူချက်တွေရင်းဝက်ပိုက်ထားတဲ့ Arcus နဲ့ Raffala တို့အကြောင်းကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းမတူညီတဲ့ Hero တွေရဲ့ကွဲပြားတဲ့ဘဝအကြောင်းတွေကိုဘလို့ဖော်ထုတ်ပြောပြပေးသွားမလဲဆိုတာစိတ်ဝင်စားရယ်ဆိုရင်တော့ Story of Character ကိုစောင့်ကြည့်ဖို့မမေ့ကြနဲ့နော်။အားလုံးပဲပြန်လည်ဆုတ်သွေးကြပါမယ်။တတ်တာ